ဆောကပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ Diligent Intermind Season လေးကိုကျွန်တော်တို့ဒါဒီတစ်ပတ်မှာလည်းဆက်လက်တင်ဆက်ပေးဖို့ရှိပါတယ်ဒီတစ်ပတ်မှာတော့ဒါ Real Madrid နဲ့ဒါ Bayern Munich ကံဝင်ကစားသမားဟောင်းပေါ့လေဒါ German ကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ Toni Kroos အကြောင်းကိုကျွန်တော်နဲ့ဒူဝိုင်းအားကစားကလောင်ရှင်ကိုနန်ဝင်ညင်းချမ်းကနေပြောမှတင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာကိုယ်မင်္ဂလာပါဗျမင်္ဂလာပါကိုရင်ဟုတ်ပြီးကြတဲ့တစ်ပတ်တည်းကတော့ Bakio တို့ဒါနောက်ပြီးကြတဲ့ဘက်ကဖူယိုပေါ့နော်ဒီတစ်ပတ်မှာလည်းဒါ La Liga ဂျယ်ပွင့်ကစားသမားတယောက်ဖြစ်တဲ့ တိုနီကရုစ်အကြောင်းလေးတွေကိုကျွန်တော်ဒါပြောကြတာပေါ့လေအဲကျွန်တော်မမရဒီစင်စင်လေးတင်ဆက်လာလဲတော်တော်လေးတော့ကြာပြီဒါဒုတိယမြောက်ဂျာမန်ကစားသမားဖြစ်မယ်ထင်ပါတော့ပထမတော့ဟုတ်လားကျွန်တော်မမေးပထမတော့ဒါဘာလက်ပေါ့လေအဲမိုက်ကယ်ဘောလက်မိုက်ကယ်ဘောလက်အကြောင်းလေးဟိုဒီတခါတော့ဒါတိုနီကရုစ်အကြောင်းလေးကရုစ်အကြောင်းလေးလဲဒါပြောမစုံတော့ဒါစိတ်ဝင်စားစရာကြီးအများကြီးရှိမယ်ထင်ပါတယ်ကိုဒါတိုနီကရုစ်တက်ပတ်သက်ပြီးတော့မှအကိုရဲ့ဒါနီဒန်စကားလေးပြောပြပါဦးဗျာ ဒေါနီခရော့စ်နဲ့ပတ်သက်ရင်အကြိုက်ဆုံးကဘောလုံးကိုဒီ physical အပြူကြီးကစားတာမဟုတ်ဘူးအမြန်ဆုံးအပြူကြီးကစားတာမဟုတ်ဘူးဟုတ်ကဲ့သူ့အတွက်ဒီခွန်အားမလိုဘူးအမြန်ဆုံးမလိုဘူး power မလိုဘူးပေါ့နော်အမြန်ဆုံးမလိုဘူးအဲဘောလုံးကိုအုံထောက်နဲ့ကစားတယ်ဘောလုံးကို timing နဲ့ကစားတယ်ဘောလုံးကိုအတွေးနဲ့ကစားတယ်ဟုတ်ကဲ့အဲ့ဒီအချက်ကဒေါနီခရော့စ်ကိုကျွန်တော်အကြိုက်ဆုံးအချက်တွေတည်းကတစ်ချက်ပဲဟုတ်ကဲ့ပုံမှန်အားဖြင့်တော့ဒီ Tony Cross ကိုကျွန်တော်တို့က ဒီ central midfielder အနေနဲ့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါပေမဲ့ Tony Cross က attacking midfielder အနေနဲ့ကစားနိုင်သလို deep line playmaker ပုံစံမျိုးလဲသူကစားနိုင်တယ်ဟုတ်ကဲ့ဆိုတော့ queen central zone သာဖြစ်နေပါစေသူကဒီနေရာဆောင်ကစားနိုင်တဲ့ကစားသမားမျိုးလို့ပြောလို့ရတယ်ဒါပေမဲ့ Tony Cross ကိုကျွန်တော်တို့ဟိုနီးပြရဲ့နီးပြပိုင်းလိုအပ်ချက်အရာတောင်းပန်ထုတ်ကစားမယ်လို့အခန်းစစ်စင်ကစားခိုင်းမယ်လို့သိမလားလုံးဝစဉ်းစားလို့မရတဲ့ကစားသမားမျိုးဟုတ်ကဲ့ဆိုတော့ဘောလုံးကတစ်ခါလေကျတော့ ပလုံးဆိုတဲ့အာဂဇာနီအောက်မှာအဲရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်။ဟုတ်ကဲ့။ဒါပေမဲ့20 cross လို့ကစားသမားမျိုးကဒီရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုကျွန်တော်တို့ဒါတင်စားပြီးပြောမယ်ဆိုရင်ဒီ energy 0ဟုတ်ကဲ့ brain 100နဲ့ကစားတဲ့ကစားသမားမျိုးလို့ပြောပါမှာပေါ့နော်။ဟုတ်ကဲ့ပါတကယ်လို့ဘလုံးကိုအုံအောင်နဲ့ကစားတဲ့ကစားသမားမျိုးပေါ့လေ။ဒီမှာကျွန်တော်ဒါဂျာမနီလူငယ်ကစားသမားတွေထဲမှာဆိုရင်ဟိုပေါ်ထွက်လာတဲ့အသီးသီးပေါ့လေ။ကျွန်တော်အဲ့မှာမမရရန်ကို ဟိုအများကြီးမျောလင်းပြောမှကြီးခဲ့ဘူးလားဆိုရင်ဒီ98ဝင်းကျင်လောက်ကဆိုရင်ဒါဂျန်ဂျယ်ရီမီပေါ့နော်ဂျယ်ရီမီဒါ96 97အဲ့လောက်ဝင်းကျင်နေရဂျာမနီမှာတော်တော်ကြီးကိုလူအူတွေများနေပြီမိုလာတို့နောက်ဒီခိုလာတို့ဒါရဲ့အသက်တော်တော်ကြီးကြီးနေချိန်မှာဂျယ်ရီမီပေါ်ထွက်လာတဲ့ချိန်အဲ့တော်တော်ကြီးကိုဘယ်လိုပြောမျောလင်းပြောမှကြီးခဲ့ဘူးလေဒါတိတ်တော့မဖြစ်သွားဘူးပေါ့လေနောက်တစ်ယောက်ကျွန်တော်ဒါဘိုင်မြူနစ်ကထွက်လာဆိုအိုဝင်ဟာဂရစ်ဒီ2000 2001လောက်ကဖြစ်မှာထင်ပါကျွန်တော်ဒီရီယက်နဲ့ပွဲတွေမှာဖီโกကိုကတ်သွားတဲ့ချိန် ဟာဂရစ်ကိုတော်တော်ကြီးကိုလည်းမျောလင်းကြည့်ပြီးခဲ့ဖြစ်လဲဒါဖြစ်သွားပါတယ်ဒါဘိုင်မြူနစ်နဲ့တူဒီ2001မှာလာလို့ချန်ပီယံလိဖလာယူပဲနောက်တစ်ယောက်ကတော့ရှဝင်းစတိုင်ကဒီကိုစထွက်လာတဲ့နဲ့ကိုပေါ့လေအဲ့ကာလာနဲ့တော်တော်ကြီးကိုမျောလင်းပြီးကြည့်မိခဲ့တယ်နောက်တစ်ယောက်ကဆိုတော့ဒါတိုနီခရုစ်ပဲတိုနီခရုစ်လည်းကျွန်တော်တို့ဒီ2018အဲ့လောက်ဝင်ကျင်နေစပြီးတက်လာခြင်းမှာဒီကစားမားရဲ့အခုပြောဆိုရယ်ဘောလုံးကိုအုံအောင်နဲ့ကစားတဲ့ပုံစံမျိုးတော်တော်ကြီးကိုပဲဒါ impress ဖြစ်တာပေါ့လေအသက်ကအဲ့ကောင်ကဘာမှတော့မရှိဘူးဆယ်ကျော်တက်လောက်ပဲ ရှိအောင်မယ်ထင်ပါတယ်ကျွန်တော်ဒီမှာသွားကြည့်လိုက်တော့ဟိုကစားတာဒါမြူနစ်မှာစပြောင်းမှာပေါ့နော်ဒါဘိုင်မြူနစ်ရဲ့အကယ်ဒမီမှာဟိုစပြောင်းထွက်လာတဲ့ကစားမတယောက်ဖြစ်ပြီမဲ့တကယ်တော့တူလာတာကျွန်တော်ဒါအရှိဂျာမနီကနေလာတဲ့ကစားမဖြစ်နေတာပေါ့နော်ဒီဟာလေးလည်းပတ်သက်ပြီးတော့မှကျွန်တော်ပြောပြပါဗျအဲဆော့ကိုရင်ပြောသွားတဲ့အထက်မှာကျွန်တော်ဟိုအခုပြောသွားတဲ့အကောင်သဘောတူတယ်အဲ့ကစားသမားတွေထွက်လာတဲ့အချိန်မှာအနာဂတ်အတွက်စောင့်ကြည့်ကြတဲ့ prospect တွေပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်နောက်ထပ်2ရောက်တော့ထပ်ပြည့်ကြတာက သုံးယောက်ပေါ့ Thomas Muller လည်း Muller လည်းပါတာ Cross နဲ့ဒါသူတို့နှစ်ယောက်ကအတွဲထွက်လာတာပေါ့ဟုတ်တယ်အဲနောက်ထပ်နှစ်ယောက်က Sebastian Dysler ရဲ့ Aaron Hand ရဲ့ Aaron Hand အဲ့အဲ့ဒီကစားသောမှာနှစ်ယောက်ကိုလည်းကျွန်တော်ဟုတ်ကဲ့အကြာကြီးပေါ့ကျွန်တော်သိမလားဟိုစောင့်ကြည့်ခဲ့ဘူးလေဟုတ်ကဲ့ဒါပေမဲ့ Aaron Hand ကဟိုအသိကြီးတွေတောင်မှတိတ်ရောက်မလာပဲနဲ့ဟုတ်ဘလို့ပဲဒီအလေလက်အဆင်ပါပဲ Valabrimen ဟိုဘာလို့မှကစားနေရင်းနဲ့ပြန်ပျောက်သွားတယ် Dysler ကကြတော့ ဒီဒဏ်ပြတ်တိုင်းနဲ့ရုံးကန်ကြရပါတော့ဆိုတော့အဲ့နေရာမှာတော့ဒီမိုလာနဲ့ခရော့ကတော့တွဲပြီးတော့ထွက်လာတယ်နှစ်ယောက်စလုံးကဒီဘိုင်မြူနစ်အသင်းရဲ့အနာဂတ်ကစားသမားတွေအဖြစ်ယူဆခဲ့ကြရင်လည်းဒါမိုလာကတော့ဒါဝမ်ကလပ်မန်ဖြစ်သွားပြီးတော့တိုနီခရော့ကတော့ရေးကြီးရမျက်နှာရထွက်ရင်အာရမဒရစ်ရဲ့ခံတော်ဝင်လို့တော့ပြောလို့ရမယ်တလားမှမျိုးဖြစ်သွားတယ်ပေါ့ဟုတ်ကဲ့ပါဆိုတော့အရှိဂျာမန်ကဆိုတာကသူတို့နေတဲ့နေရာကအာဒါနေပေါ်ဂရိုက်ဂရိုက်ဝဲလ်ဆိုတဲ့နေရာ ် Griswell ပေါ့เนาะဂျာမန်ဆို Griswell ပေါ့အဲ့ Griswell မှာသူတို့ကဒီ Tony Cruz မွေးတာက1990ဒီဂျာမနီပေါင်းစည်း90ဆိုတော့ဒါဂျာမနီပေါင်းစည်းကနေအချိန်ပေါ့ဟုတ်ကဲ့ဟုတ်ဒီအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီနဲ့တကယ် reunification ဖြစ်ဖို့အတွက်နောက်ဆုံးနှစ်ပေါ့ဟုတ်တယ်အဲ့နောက်ဆုံးနှစ်မှာ Tony Cruz ကိုမွေးပြီးတော့သူ့ကိုမွေးပြီးတိတ်မကြခင်ပါပဲဂျာမနီကပေါင်းစည်းသွားတယ်ပေါင်းစည်းသွားတော့ဒါပေမဲ့ तू ကအရှေ့ဂျာမန်ဖွားဖြစ်သွားတယ်ဒါပေမဲ့ तू အသက်တစ်နှစ်ပြည့်မွေးနေ့ရောက်တဲ့အချိန်မှာ तू က ဂျာမနီနိုင်ငံသားဖြစ်သွားပြီဟုတ်ကဲ့ပါဆိုတော့အဲ့ဒီမှာသူတို့နေတဲ့နေရာနဲ့ကြတော့အရှေ့ဂျာမနီရဲ့ကြတော့သူကဒီအနောက်မြောက်ဘက်သွားကြတယ်ဩဟုတ်ကဲ့ပါဒီအရှေ့ဂျာမနီအနောက်မြောက်ဘက်ဂျာမနီတနိုင်ငံလုံးပေါင်းသွားတဲ့အခါကျတော့သူကအရှေ့မြောက်သားပြန်ဖြစ်သွားတယ်ဩဟုတ်ကဲ့ပါဟိုသူတို့နေရာလေးကဟိုပြောမစင်တော့ဒီအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီနဲ့ကဟိုကျွန်တော်တို့ capitalism နဲ့ communism ဆိုတဲ့နေရာနှစ်ခုပေါ့ဟုတ်ကဲ့ပါ ွင့်ပြိုးပုံတိုးတက်ပုံမတူအရှိ့ဂျာမနီကဆင်းရဲတယ်အနောက်ဂျာမနီကချမ်းသာတယ်အဲ့တော့အရှိ့ဂျာမနီမှာကဟိုမြောက်ကိုရီးယားတောင်ကိုရီးယားလောက်ကြီးတော့ကွာမနေဘူးပေါ့လေဒီဂျာမနီနှစ်နိုင်ငံကဒီအရှိ့ဂျာမနီကကြတော့ဒီဆိုရှယ်လစ်ပြည်ထောင်စုလို့ဖြစ်နေတာပေါ့ဆိုရှယ်လစ်တိုင်းပြည်ကွန်မြူနီစင်လွှမ်းမိုးတဲ့တိုင်းပြည်စီးပွားရေးအရာကြတော့နည်းအားနေတယ်ဒါပေမဲ့ဒီအနောက်ထပ်စာရင်သူတို့ကပို့ပြီးတော့ဟိုနှွေးထွေးတဲ့အတိုက်အဝန်းလေးနဲ့အဲ့လိုနေကြတယ်ဆိုတော့ အခိုက်အတန့်မျိုးသို့တော့ workers တွေများတယ်အဲ workers တွေများတဲ့ထဲမှာမှအရှိဂျာမန်အတိုင်းတာနဲ့ကြတော့ Tony Cross တို့ကအဲနည်းနည်းဘယ်လိုပြောမလဲတောင်းတောင်းသာသာရှိတယ်ဆိုတော့အနေထားမျိုးမှာရှိတယ်အမေကအရှိဂျာမန်ဒီလွေးစင်ဒီပြေးခုံပြေးဟုတ်ပါနော်ပြေးခုံပြေးလို့ထင်တယ်အာကစားအာကစားမယ်တူဟုတ်တယ်ဟုတ်ကဲ့เนาะပြဒီတန်လုံးပြလာမသိဘူးဟုတ်ကဲ့ပါဒီလွေစင်အဖေကကြတော့ဘောလုံးသွားပြီးတော့နီးပြပေါ့เนาะဒီဒီနီးပြဆိုတဲ့နေမှာတော့ဟန်ဆာရော့စတော့ရဲ့လူငယ်လူငယ်လူငယ်အသင်းနီးပြပေါ့ ဆိုတော့သူကဒီမိသားစုကတော့ဟိုအဆင်ပြေတယ်ပေါ့အဆင်ပြေတဲ့မိသားစုကနေယူတော့မွေးလာတယ်ဒါသူကသူပုံမှန်ပညာရေးနဲ့ပုံမှန်အားစားနဲ့ဟိုပြည့်ပြည့်စုံစုံလို့ပြောလို့ရတယ်ဟိုအရင်မှချမ်းသာနေမယ်အဲအဲ့လိုမိသားစုကနေမွေးလာပြောလို့ရတော့ဟုတ်ကဲ့ပါကျွန်တော်ဒါဖမီတော်တော့ငယ်ဘွားမှာလဲဘောလုံးကိုတော်တော်ကြီးကိုဘယ်လိုပြော crazy ဖြစ်တဲ့ဟာမျိုးပေါ့လေကျောင်းနေပြီးတယ်ကျောင်းနေပြီးပြီးတော့ဘောလုံးနေကန်တယ်ဆိုတဲ့ဟာမျိုးပေါ့လေကျောင်းတော့မှဒါရက်ပေါင်း40လောက်လာမသိဘူးအဲ့လောက်ထိ ပြက်ခဲ့ဦးတယ်ဆိုတော့အကြောင်းအရာလေးပေါ့လေတိုနီခရုစ်ဒီဘောလုံးကိုယူသွတ်တဲ့ဟာလေးလည်းကျွန်တော်တွားပြောင်းဖတ်ရတယ်နောက်တော့ကျွန်တော်ဒါသူမိသားစုသူညီဆိုရင်လည်းဖီလစ်ခရုစ်ကလည်းဖီလစ်ခရုစ်ကလည်းဒီဘောလုံးတို့မှာဟန်ဆာရော့စတော့ခ်မှာလည်းကစားဘူးတယ်ဟုတ်ကဲ့ပါပရိုကစားသမားပဲပေါ့ပရိုကစားမှာအခုကတော့နာဝါးရီထင်ပါတယ်ဒီဒီဘောလုံးမိသားစုလေးကနေဒါထွက်လာတာပေါ့လေအဲ့ဒီတော့အခုဒါငင်းငင်းရွယ်နဲ့ဟိုဘယ်လိုပြောမလဲဒီဘိုင်မြူနစ်ကိုရောက်တဲ့ဟာတော့နည်းနည်းလေးတော့နောက်ကျတာပေါ့လေအစောပိုင်းမှာသူဒေတာကန်ဒီအရှိချောင်မီကဒေတာကန်လေးမှာကစားတယ်နောက်တော့ဟန်ဆာရော့စတော့မှာကစားတယ် နောက်ထပ်ဒီ Munich Academy Bayern Munich Academy ကိုရောက်တယ်။ Bayern Munich ကိုစထွက်လာတော့ဒီ18နှစ်ကျော်ကျော်လောက်နဲ့စပြီးတော့ပွဲထွက်ခွင့်ရအောင်ပေါ့လေ။ဒီငငယ်လေးရွယ်ရွယ်နဲ့ Bayern Munich လိုအသင်းမျိုးမှာဟိုနေရာပြီးချင်းခံရတဲ့အရေးသွေးလေးကိုလည်းအခုသတိထားမိတော့လေပြောပြပြောင်းပေါ့။အော်ခရိုင်ဖယ်လူငယ်အတင်းမှာစကားသားတာပေါ့ဟုတ်ကဲ့လူငယ်အတင်းမှာစကားသားပညာရေးကတော့ဟိုအတင်းအတင်းပဲဟုတ်ကဲ့တိုနီခရော့စ်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်အရန်အတော်ကြီးလည်းမဟုတ်ဘူးအရန်အငိမ့်လည်းမဟုတ်ဒါပေမဲ့အားသာတမား မိသားစုကနေမျိုးပွားလာတဲ့သူပဲပြီးအဖေကလည်းအာသာသမားအမေကလည်းအာသာသမားဖြစ်တဲ့အခါကျတော့တော်နေခရုစ်မှာအာသာသွေးရတော့ပါတာပဲပြီးတော့ဟိုတချို့ကျတော့ဟိုပုံမှန်ဝန်ထမ်းမိသားစုသာဆိုရင်သားသမီးပညာတတ်ပဲအရင်ဖြစ်စေချင်ပါဘူးဟုတ်ကဲ့ဒီအာသာမိဘတွေပေါ့နော်အာသာ background ကလာတဲ့မိဘတွေကကျတော့ဒီကိုယ်သားသမီးအာသာဝါသနာပါတယ်ဆိုတော့လေပါဟုတ်လို့လို့လာခွင့်ပြုပေးထားတဲ့သဘောမျိုးပေါ့ဆိုတော့ဘောလုံးကိုစစ်ကြိုက်ကစားခွင့်ရတယ်ကစားခွင့်ရပြီးတော့ဟိုသူ့အရှိတ်ဂျာမနီမှာတော့ ဒီ driver အပြင်ကိုသူသူ့နာမည်ကရှန်ထွက်နေလို့ပြောလို့ရတယ်အဲ့ဒီအခါကျတော့ဒီ driver လူငယ်အသင်းမှာကန်နေရင်းနဲ့အသက်အဲ10နှစ်9နှစ်10နှစ်17နှစ်မှာ driver မှာသူတောက်လျှောက်ကစားတယ်ကစားရင်းနဲ့အသက်17နှစ်ကျတော့ Hansa Rostock Academy ကသူ့ကိုခေါ်တယ်အဲ့တော့ Hansa Hansa Rostock လူငယ်အသင်းမှာကစားတဲ့အချိန်စောစောပြောသလိုပဲလူငယ်တွေဆိုတာကအရန်ကြိုးစားအားထုတ်ကြတယ်အရန်ကိုခွန်အားသုံးကြတယ်အရန်ပြေးဖို့ကြိုးစားကြတဲ့အချိန်မှာ ဒေါ်နီခရော့စ်ကသူ့စတိုင်နဲ့သူပဲဟုတ်ကဲ့ဒီလူငယ်တွေကြားထဲမှာလဲသူက AACC ဘောလုံးကိုတကယ် setting ချပြီးတော့တန်ဖိုးအတင်ချနိုင်ကစားတဲ့ပုံစံမျိုးအဓိကအားသာချက်ကဒေါ်နီခရော့စ်မှာကကျွန်တော်အမြင်ပြောရရင်ပေါ့နော်ကျွန်တော်အမြင်ပြောရရင်ဒေါ်နီခရော့စ်ရဲ့ဘောမှာအရေးကြီးဆုံးနှစ်ချက်ကဘာလဲဆိုတော့တစ်ချက်ကဒီအရှေ့ဂျာမနီဟာ reunification ဖြစ်ပြီးဒီတိုင်အောင်အရှေ့ဂျာမန်အချမ်းကမျိုးတွေဟာဆင်းရဲနေတော့မယ်ပြီးတော့ဖွံ့ဖြိုးမှုနောက်ကျနေတော့မယ်အဲ့နောက်ကျတဲ့အလားတူပဲ ဟိုတချို့တော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုရှေးရိုးဆွဲပုံစံနဲ့ဟိုရိုက်သွင်းခံရတဲ့အရာတွေပြီးတော့အရန်ဟိုစူးစမ်းအထုတ်မှအဲဆိုတဲ့ဟာမျိုးပေါ့ဒီဒီ smart test ဆိုင် hard working ဘက်ကိုသွားတယ်အဲ hard working သူရလာတာကဘာပြောပြောဒါကဘဝအတွက်တစ်ချိန်ချိန်မှာတော့သူ့အတွက်အကျိုးရှိလာတယ်လို့ထင်တယ်နောက်တစ်ချက်ကကြတော့တကယ်ဒီ pro နီးပြတူနဲ့သားအဖဖြစ်နေခြင်းဟုတ်ကဲ့တချို့တွေအတွက်ကြတော့ ဒီ training ground မှာဒီနီးပြနဲ့ကြုံတွေ့မယ်ဟုတ်ကဲ့တချို့တွေအတွက်ကြတော့အဲ academy မှာနီးပြနဲ့ကြုံတွေ့မယ် tony cross အနေနဲ့ကြတော့ academy အနေနဲ့ပဲပြောပြော training ground အနေနဲ့ပဲပြောပြောမိသားစုမှာပဲပြောပြောဒီ pro နီးပြတူဦးနဲ့အမြဲသူဟာသူ့သားဖဖြစ်နေတဲ့အတွက်အမြဲဒီဘောလုံးအကြောင်းအရာတွေကိုစွန့်နှွေးခွင့်ရခြင်းအတွက်သူ့ရဲ့အတွေးအခေါ်ဟာဘောလုံးအတွေးအခေါ်ကတခြားလူငယ်သားသမားတွေကငငယ်တွေကပို့ပြီးတော့ရင်းကျက်နေတယ် ါကြောင့်တိုနီခရော့စ်ကအသက်၁၂နှစ်ဆိုပေမဲ့သူကစားနေတဲ့ပုံစံက၁၆နှစ်၁၈နှစ်၁၈နှစ်လူငယ်တဦးအထာမျိုးဖြစ်နေတယ်။ဟုတ်ကဲ့။ကလေးဂိမ်းထဲမှာလူကြီးလိုကစားနေဆိုတဲ့ပုံစံမျိုး။အဲ့ဒီပုံစံကဒီသူ့တစ်ချိန်ချိန်မှာပေါ့နောက်တစ်ချိန်မှာ Bayern Munich Academy ကသူ့ကိုကြိုက်ထားတယ်အဲ့ဒီအချက်ကိုကြိုက်တာ။ဟုတ်ကဲ့။ဆိုတော့ Bayern Munich ကိုဒီ Hansa Rostock Academy မှာသူကစားနေရင်းနဲ့အသက်၁၂နှစ်ကနေပြီးတော့၁၃၁၄၁၅ပေါ့နော်။ဟုတ်ကဲ့။ကစားနေအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့ ယူရို2000ပြိုင်ပွဲဟုတ်ကဲ့ယူရို2000ပြိုင်ပွဲကဘယ်လ်ဂျန်နဲ့နယ်သာလန်ဘယ်လ်ဂျန်နဲ့နယ်သာလန်နယ်သာလန်မှာအင်ရှင်ဖြစ်ကျင်းပတယ်ကျင်းပတော့ဂျာမနီကအင်္ဂလန်ရဲ့ရူမေးနီးယားပေါ်တူဂယ်ရဲ့ရူမေးနီးယားရဲ့ဂျာမနီရဲ့သုံးပွဲလုံးရှုံးဟုတ်တယ်သုံးပွဲလုံးရှုံးတယ်အုပ်စုကနေပြီးတော့လုံးဝရုပ်ပြဆင်းပြလက်ပြန်ခဲ့ရတယ်ဆိုတော့သူတို့ယူရို96မှာသူတို့ချန်ပီယံဖြစ်တယ်68ကမ္ဘာဖလားမှာမအောင်မြင်ဘူးထပ်ပြီးတော့တခါယူရို2000မှာအဆိုးရွားဆုံးအခြေအနေနဲ့ကြုံတွေ့တဲ့အချိန်မှာဂျာမနီမှာကအဲ့ဒီမှာခေပြောင်းစနစ်ပြောင်းတော်လိုင်းရေးလုပ်တယ်အမှန်ဆိုရင်တော့ ဘိုင်းမင်းကလည်းသူ့ကိုတွေးဖို့မရှိသေးဘူးအဲ့ဒီအချိန်မှာဘောလုံးနဲ့ပတ်သက်ပြီးတော့ဒီ graph root level ကိုပေါ်ထုတ်တဲ့အခါမှာဂျာမနီကဟိုလွယ်လွယ်ပြောရရင်သူတို့ရဲ့ဒီခရိုင်တိုင်းမှာတိုင်းပြည်လုံးမှာရှိတဲ့ခရိုင်တိုင်းမှာအရှိဖြစ်စေအနောက်ဖြစ်စေအကြီးဖြစ်စေတသေးလေးဖြစ်စေတောကျုံအောင်ကြားဖြစ်စေအဲ့ဒီခရိုင်တွေကိုဂျာမနီနိုင်ငံပေါ်အာဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ခရိုင်တိုင်းကို football development center တွေလိုက်ဖွင့်တယ်တိုင်းပြည်လုံးမှာဟုတ်ကဲ့လိုက်ဖွင့်ပြီးတော့မှာ ကျွန်တော်တို့လွယ်လွယ်ပြောရရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့မထူးဆန်းဘူးတိုင်းနဲ့ပြည်နယ်ပွဲပေါ့ဟုတ်ကဲ့ပါတိုင်းနဲ့ပြည်နယ်ပွဲကစားကြတယ်အဲ့တိုင်းနဲ့ပြည်နယ်ပွဲကနေလူတွေရွေးတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံသွားတဲ့ system ဟုတ်ကဲ့ဟိုဘလုံးအရာကြီးနိုင်ငံတွေမှာကျတော့အဲ့လိုတိုင်းနဲ့ပြည်နယ်ပွဲတွေပါလေဆိုတာမရှိဘူးဟုတ်ကဲ့မြို့နယ်ပေါင်းစုံပွဲတွေဆိုတာမရှိဘူးသူတို့သွားတဲ့ပုံစံကဒီ club အသင်းတွေကနေယူတော့ကစားသမားကောင်းတွေထွက်လာတယ်လက်အဲ့ကစားသမားတွေတဲကနေယူတော့လက်ဝိစဉ်အသင်းတွေခေါ်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားတာဟုတ်ကဲ့ဆိုတော့ဂျာမန်ကလည်းအဲ့ပုံစံပဲသွားနေရင်းနဲ့ အဲ့ဒီနှစ်မှာတော့ဂျာမန်ကမြန်မာဆန်သွားတယ်ပေါ့ဒီနေ့ဂျာမနီကလည်း14ခုလာမှာအဲပြင်းတဲ့14ခုအဲ့အဲ့ပြင်းတဲ့14ခုကိုပါဝင်ရဖို့အတွက်သူတို့ခိုင်ပေါင်းဆုံးပွဲတွေအဲ့ခိုင်ပေါင်းဆုံးပွဲတွေမှာတိုနီခရော့စ်ကအကောင်းဆုံးရတယ်အကောင်းဆုံးရပြီးတော့တခါအဲ့ဒီပြင်းတဲ့တိုင်းပုံစံမျိုးပေါ့နော်ဒါကျွန်တော်တို့အလွယ်ပြောတာပါဟုတ်ကဲ့နော်ဆိုတော့သူတို့ဒီပြင်းတဲ့ပေါင်းဆုံးပွဲသူတို့ကစားတယ်အဲ့ကစားတဲ့အချိန်မှာတနိုင်ငံလုံးကကင်းထောက်တွေလာကြည့်ကြတယ်လာကြည့်တဲ့အထဲမှာတိုနီခရော့စ်ကစားတာကိုဘန်မြူနစ်က တွေ့သွားတာဟုတ်ကဲ့တွေ့သွားပြီးတော့အဲ့မှာအယမ်းကြိုက်တာအယမ်းကြိုက်ပြီးတော့ Tony Cross ကိုအဲ့မှာခေါ်ဖို့လုပ်တာအခေါ်ဖို့လုပ်တဲ့အတွက်သူကဒီ Tony Cross က Bayern Academy ကိုရောက်လာတာရောက်လာတဲ့အချိန်ကျတော့ Hansa Rostock ကလုံးဝမလှုပ်ပေးဘူးဘာလို့မလှုပ်ပေးလဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကရင်ကျင်းမှုတိုက်ပွဲရရှိနေတာအရှိ talented တွေဟိုအနောက်က giant တွေကဆွဆွဲပြီးတော့ဝါမျိုးတွေဆိုတဲ့အမြင်နဲ့ဟုတ်ကဲ့တိုင်းပြည်ကတော့ပေါင်းသွားပြီသို့တော့အရှိ German နဲ့အနောက် German သားဆိုတဲ့ အရင်တော့ကအရှိတ်ဂျာမန်အရင်တော့အနောက်ဂျာမန်ဟာဆိုတဲ့အရာခွဲခြားနေတော့မယ်ခွဲခြားနေတဲ့အခါကျတော့အဲ့ဒီအနောက်ကနေတော့လာခွန်မရောင်းဘူးဆိုတဲ့ဟာကသူတို့တိုင်ပင်မထားတဲ့ policy ပဲ။အော်တရားဝင်ထုတ်ပြန်ထားတဲ့ policy မဟုတ်ဘူး။ဟုတ်ကဲ့။ဆိုတော့အခါကျတော့အဲအဲ့လိုမျိုးပေါ့နိ။ Hansa Rostock ကတော့ပို့ပြီးတော့ပြင်းထန်တာပေါ့။ဘာကြောင့်လဲဆိုတော့သူက border line နားမှာရှိနေတာပေါ့။ဟုတ်ကဲ့။ရှိတော့အများအားထိတွေ့နေရလေသူကပို့ပြီးတော့ပြင်းထန်လေပဲ။ဟုတ်ကဲ့။ပြင်းထန်တဲ့အခါကျသူတို့ကလည်းမရောင်း။ဒီလွတ်ခွင့်မပေးဘူး။လွတ်ခွင့်မပေးဘူး။မပေးတဲ့အခါကျတော့ Tony Cruz ရဲ့အဖေ နဲ့ဒီ Hanser Rostock နဲ့ Agisa ကိုစကားပြောတဲ့အခါကျတော့ Tony Cruz ရဲ့အဖေကသူ့ကျေးဇူးပေါ့နော် Tony Cruz ရဲ့အဖေကသူ့တော်လွတ်ချင်တယ်သူကကြတော့ဘာကြောင့်လဲဆိုတော့ဒီမှာထက်စာရင်ဒီ Munich မှာဆိုသူ့တော်ပို့ပြီးတော့အမြင်ကျေလာမယ်အဲပို့ပြီးတော့အောင်မြင်နိုင်ကြများတယ်အနာဂတ်အတွက်ပို့ပြီးတော့ဒီဘယ်လိုခေါ်မလဲအလားအလာတွေရှိတယ်ဆိုပြီးတော့သူ့တော်လွတ်ချင်တယ်အဲ့မှာ Hanser Rostock လူငယ်အသင်းနီးပြနဲ့ Hanser Rostock ပိုင်ရှင်နဲ့အဲ့မှာစကားတွေများကြရင်လေ Tony Cruz အဖေက အသင်းကထောက်လုံအောင်ဖြစ်သွားတယ်။နောက်ဆုံးကျတော့ Tony Cross အဖေရဲ့တောင်းဆိုမှုဇွဲကောင်းမှုပေါ့နော်။အဲ့ဒီနေရာမှာ Cross ရဲ့အခန်းကဏ္ဍဘာမှမပါဘူး။ Cross ရဲ့အခန်းကဏ္ဍကတော့သူ့ဖေဆက်ထားရင်ကစားမယ်၊လွှင့်ရင်သွားမယ်ဆိုတဲ့အနေအထားမျိုးပဲ။အဲ့မှာသူကဒီ Bayern Munich Academy ကို2006မှာနေတူတယ်။ဟုတ်ကဲ့ပါ။နော်2006မှာသူရောက်လာတယ်။ရောက်လာတဲ့အချိန်မှာ Tony Cross ဘဝကအဲ့မှာစပြီးတော့ emotional struggling ဖြစ်တာ။ဘာကြောင့်လဲဆိုတော့အစတွေကခွဲခြားခံထားတဲ့နေရာတွေ။ဟုတ်ကဲ့ပါ။ ဒီဘိုင်မြန်းအကယ်ဒမီမှာကြီးလာနေတယ်အရှိတ်ဂျာမန်ကအဲ့ဒီအချိန်မှာအရှိတ်ဂျာမန်ကလာတဲ့သူမရှိဘူးပြောမယ်ဆိုမျိုးကြီးသားတွေကြီးပဲအနောက်ဂျာမန်ရဲ့ဒေသအသီးသီးကသူတွေအထူးသဖြင့်မြူနစ်ကသူတွေအဲသူကကျတော့အရှိတ်ကနေလာတဲ့သူဖြစ်တဲ့အတွက်သူမှအားငယ်သေးရှိတယ်နောက်ခရိုနီကလစ်ကအရင်ကအင်ထရိုဗတ်သူကအေးစစီပဲသူ့အောင်သူနေတတ်တဲ့ဇာတ်မျိုးရှိတယ်အဲပြီးတော့တိုနီကလစ်ကရှက်လဲရှက်တတ်တယ်ဟုတ်ကဲ့အဲစကားပြောဆိုလဲနေတယ်ဟုတ်ကဲ့နေတဲ့အခါကျတော့ ဒီမျိုးနဲ့မှနေရတဲ့ culture ကတော်တော်အဆင်မပြေဘူးအဲ့တော့ emotional ဒီ struggle ဖြစ်တယ်ဖြစ်တဲ့အချိန်မှာ သူ့ရဲ့ဒီအထီးကအရေးသူနှစ်ချက်အမှပေါ်လာတယ်တခုက self reliance โอเคကိုကိုကိုပဲဟောကဲမရမယ်ဆိုတော့ကိုကိုကိုဟိုဘယ်လိုခေါ်မလဲကိုကိုကိုမိခိုးတဲ့စိတ်ပေါ့ဟုတ်ကဲ့အဲ့စိတ်ရဲ့နောက်တစ်ခုက emotional control ရဲ့ဘလောက်ပဲဒီစိတ်ပိုင်းဆိုင်ရာစိတ်ညစ်နေပါစေ ဘောလုံးကိုကောင်းကောင်းကန်ရင်းနဲ့ဘောလုံးထဲမှာပဲစိတ်နှိမ့်ရင်းနဲ့ကြော်ဖြတ်မယ်ဆိုပြီးတော့သူ့ကိုယ်သူ control လုပ်တဲ့စိတ်အဲ့အရေးသွေးနှစ်ချက်အဲ့နှစ်ချက်နဲ့အတူ तू ကဘိုင်မန်အသင်းရဲ့ academy မှာ तू ကဒါအဓိကကစားသမားဆိုတဲ့နေရာကိုရောက်လာတယ်ဟုတ်ကဲ့အဲ့တော့သူ့ကိုတောက်လျှောက်စောင့်ကြည့်နေတာကဟိုလေးစဉ်ဒီအသင်းကြီးကိုတော့မခေါ်သေးဘူးနာမည်ရထွက်နေပြီအထူးသဖြင့် तू က unique ဖြစ်တာပေါ့အရှိတ်ဂျာမန်ကလာတဲ့ကောင်လေးဆိုပြီးတော့ဟုတ်ဒီဘယ်လိုခေါ်မလဲဆိုတော့ရုပ်အသွင်အပြင်ကလည်းပြောမှဆိုရင် तू က ငငယ်တော့အခုတော့ကျွန်တော်ပြောရခက်သွားတော့လေငငယ်တော့သူ့ပုံစံကဒီဂျူးလိုလို polish လိုလိုဟုတ်ကဲ့ပိုလန်လိုမျိုးပုံစံမျိုးအဲပုံစံမျိုးဆေးလိုလိုအဲအဲ့လိုအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဲသူကနည်းနည်း unique ဖြစ်နေပြီးသားအဲ့ဟို optimal hairwell ကြီးကသူ့အရန်ကြိုက်တာဩဘယ်အချိန်ခေါ်လို့ရမလဲပဲချောင်းနေဆိုပုံစံမျိုး hairwell ကျေးဇူးကလည်းသူ့ပေါ်အများကြီးရှိတယ်အဲ Tony Cross ကစားတဲ့ဒီ video သူ့ဒီ Bayern Munich ရဲ့လူငယ် academy director တွေပေါ့နော်ဒီ academy နီးပြတွေကိုလည်း Tony Cruz ရဲ့ report ကိုသူအမြဲတမ်းပြောခိုင်းတာမျိုးသူကစားထားတဲ့ video ဒီ short clip လေးတွေအဲ့ဒီဟာလေးတွေကိုသူစီပို့ခိုင်းတာမျိုးသူကြည့်တာသူသူသူတော်တော်သဘောကျတယ်သူအသိကိုသူအဲ့လိုပုံစံမျိုးတိဆောက်ကျင်အဲ့လိုကစားသမားတွေနဲ့တိဆောက်ကျင်တာဆိုတဲ့ခါကျတော့ဒီ his ဒါတော့ထားပါတော့လား his well ကစီကိုသူအနောက်မှာရောက်တာပါအဲ့ဒီအချိန်မှာဒီဂျာမနီလဲဒီယူဆက်ခွန်အသင်းရွေးတော့ဆော့ဆော့ဒီပြည်နယ်တိုင်းပုံစံမျိုးကျင်းပတဲ့ပြိုင်ပွဲကနေရွေးလိုက်တဲ့အဲ့ယူဆက်ခွန်အသင်း အဲ user account အသင်းကနေပြီးတော့ကြောင်လွေးစင်အသင်းဆိုပြီးဖြစ်လာတယ်။အဖြစ်ပြီးတော့ကြောင် user account ဟိုကဘာဖလားကန်ဟုတ်ကဲ။ကန်တဲ့အခါကျတော့ Tony Cross ကရွှေဘောလုံးဆူလာတယ်။ရွှေဘောလုံးရတယ်။ရွှေဘောလုံးရတယ်။အသင်းကတတရရတယ်။ဟုတ်ကဲ။အသင်းကတတရရတယ်။ Tony Cross ကရွှေဘောလုံးရတယ်။အဲ့မှာပဲသူကဒီ Tony Cross ကအချိန်တိုအတွင်းဒီဟိုဘလိုခေါ်မလဲဆို Chrysler ကနေပြီးတော့ Hansa Rostock Rostock ကနေပြီးတော့ Bayern ကိုရောက်လာ။ရောက်လာပြီးတော့2006မှာရောက်တယ်။အဲ့2006မှာပဲသူက ဒီကဘာအကောင်းဆုံးလူငယ်ပေါ်လုံးမှာဖြစ်လာတယ်။အသက်18နှစ်အောက်တန်းမှာဟုတ်ကဲ့။ဖြစ်လာတဲ့အချိန်ကျတော့အဲ့မှာပဲဘိုင်းမန်အသင်းကြီးအတွက်မဟက်ဆာကတုံးရပြီဆိုပြီးတော့စတုံးတော့သူ့စတုံးတော့18နှစ်နဲ့ရက်200ကျော်ပေါ့နော်17နှစ်ပြည့်ကနေပေါ့။ဟုတ်ကဲ့ပါကျွန်တော်ပါဘိုင်းမာဒီဒေးဗစ်အလာဘာမတိုင်ခင်တုန်းကတော့ဟိုစီနီယာတင်းမှာပေါ်ထရက်ခွင့်ရတဲ့ကစားသမားတွေမှာအသက်ငယ်ဆုံးဆန်ကျင်တင်သွားတဲ့အချိန်တုန်းကတော့ဒါအသက်ငယ်ဆုံးဆန်ကျင်နေတင်ခဲ့ပူရတာလေးရှိတယ်။ အဲကျွန်တော်တို့ဒါဘိုင်ယန်မှာသူစပြီးတော့ပို့ထွက်ခွင့်ရတယ်ငင်းငွေရဲနဲ့ပို့ထွက်ခွင့်ရတဲ့အချိန်မှာဒါပေမဲ့တကယ်ဒီ turning point လေးကြတော့ကျွန်တော်တို့လေဗာကူစင်ကိုသူတနစ်ခွဲလောက်အငားနဲ့သွားကစားတဲ့ဟာလေးလဲ turning point ဖြစ်သွားမယ်ထင်လေဗာကူစင်ကအမှန်တော့ဟက်ဖာတာဘိုင်ယန်မြန်မာဆက်ရှိနေရင်ဟုတ်ကဲ့သူအငားနဲ့သွားပြောင်းရွှေ့စရာအကြောင်းမရှိဘူးလို့ပဲပြောရမှာဟုတ်ကဲ့အားကြောင့်လို့ဆို Auburn Hesper ကသူ့ကိုတော်တော်ကြိုက်တယ်ဟုတ်ကဲ့သူ့ပွဲထွက်တဲ့ပွဲမှာပဲ Tony Cross က16မိနစ်ကစားပြီးတော့ assist နဲ့ချိန်ရတယ် ် assess နှစ်ချိန်ရပြီးတော့နောက်ပွဲတွေမှာလည်းသူတော်တော်ကစားရတယ်အဲ16နှစ်အရွယ်လေးနဲ့သူတော်တော်ကစားရတယ်သူတို့နှစ်ယောက်ကဒီ Tony Cross ကအရင်နာမည်စကြီးတာဟုတ်ကဲ့ Cross နဲ့ Mola နဲ့ကအဲအသက် Thomas Mola နဲ့ကအသက်16လောက်မှာဘာကြောင့်လဲဆိုတော့ Hesper က Cross ကစားတော်ပိုကြိုက်လို့ဟုတ်ကဲ့ပြီးတော့ Thomas Mola အတွက်ကြတော့ရှေ့မှာနေရာလူတိုက်ပွဲတွေရှေ့ကောင်းရှေ့လိမ့်မယ် Tony Cross အတွက်ကြတော့သူပေးလို့နေရာပေးလို့ရလို့လည်းပါတာဟုတ်ကဲ့ဖြစ်ချင်တော့တရာ2006ခွန်2008 နှစ်ရာသီသူလက်တွဲခဲ့ရတယ်ပွဲတော်တော်များများလဲသူပွဲထွက်ခွင့်ရခဲ့တယ်အဓိကကစားသမားမဟုတ်ပေမဲ့အခွင့်အရေးရတယ် game minutes ရတယ်ပြဿနာက2008 9မှာ Klinsmann နီးပြဖြစ်လာတာဟုတ်အဲ့ Klinsmann နီးပြဖြစ်လာတဲ့အချိန်မှာ Klinsmann ကမကြိုက်ဘူး Klinsmann က Van Bommel လို့ type မျိုးကိုကြိုက်တာဟုတ် Van Bommel ရဲ့0 Robert 2ရဲ့အဓိကတုံးတဲ့အခါကျတော့ Tony Cruz တို့ကနေရာမရှိဘူးမရှိတဲ့အခါကျတော့မတုံးမတုံးမတုံးနဲ့ Tony Cruz ကိုအဲ့မှာ Liverpool စင်ကို ဒီအငှားချလိုက်တာဟုတ်အဲ့တော့ Liverpool ဆင်ကိုအငှားချတော့ Tony Cruz အာ Prospect အနေနဲ့ Liverpool ဆင်ကိုရောက်လာတယ်အဲ့ Liverpool ဆင်မှာသူတက်နှစ်ခွဲဆို January ပြောင်းရွှေ့ကာလမှာထွက်သွားတာဟုတ်ကဲ့ဟုတ်အဲ့တော့အဲ့တက်နှစ်ခွဲကစားပြီးတဲ့အချိန်မှာ Tony Cruz က proven player ဖြစ်သွားပြီသူကထိတ်တန်းအဆင့်မှာကောင်းကောင်းကစားနိုင်တဲ့အရေးအသွေးကိုတက်တည်ပြပြီးသွားပြီအဲ့မှာသူ့ရဲ့ဒီ free kick သူ့ရဲ့ short pass တွေ long pass တွေ Liverpool ဆင်မှာကျွန်တော်တို့ကစိတ်မြင်ရပြီကောင်းကောင်းမြင်ရပြီတကဘာလုံးက Tony Cruz ပါလဲဆိုတော့သိသွားပြီအဲ့ဒီအချိန်မှာ Thomas Muller ကကျွန်တော် Klinsmann အသင်းမှာနေရာတွေရနေပြီ ။အော်။အော် Thomas Muller ပို့ပြီးတော့နာမည်ကြီးနေတယ်။ Toni Kroos ကအဝေးမှာ။နောက်တော့ဒီ2010မှာ Bayern ကိုပြန်ရောက်လာတဲ့ချိန်မှာသူတို့နှစ်ဦးတွဲပေါ့။ကျွန်တော်စပြီးတော့မြင်ရတာ။အဲ့မှာတော့အဲ့မှာ Bayern Munich နီးပြ Heinz ဖြစ်နေပြီ။ဟုတ်ကဲ့ပါ။ဒီ you have tennis တော့ကျွန်တော်ဒါ Bayern Munich ကိုရောက်တဲ့ချိန်မှာ Toni Kroos ကတကယ်ဦးစားပေးကွင်းလယ်ကစားမတစ်ယောက်လည်းဖြစ်ကြပြီ။ခြေစွမ်းလည်းတော်တော်ကြီးလည်းဒါပြလာတော့ပေါ့လေ။ပထမဒီ Munich မှာကစားတဲ့ Champions League ဘောလုံးပွဲမှာတော့ဖလားတော့မရပါဘူး။နောက်တစ်နေ့မှာသူတို့ဒါ Dortmund ကိုအနိုင်ယူပြီးတော့မှဖလားသုံးလုံး ဒါဖြစ်သွားတယ်ဖလားသလုံးဖြစ်သွားပြီးတော့မှနောက်ဆုံးတော့ဒါအဲ့မတိုင်ခင်ဒါရီယဲတော့ရောက်သွားပါလေ2014မှာရီယဲရောက်သွားရီယဲမရောက်ခင်ကျွန်တော်ဒါသိကြတာဘိုင်ယန်မြူနစ်မှာကစားသွားတဲ့အခြေအနေမှာပေါ့လေဒီကစားမဟာကမ္ဘာထိပ်တန်းကွင်းလည်ကစားမတယောက်ဖြစ်ကျွန်တော်လက်ခံလာပြီသူ့ရဲ့အရေးပါတဲ့ဒီခြေစွမ်းနဲ့အသင်းပေါ်ဟိုပိဆက်မှုပေါ့လေဒီဘိုင်းလေးလည်းအခုတစ်ချက်တော့လို့ပြောပြပေါ့2010ပေါ့နော်ဒါ2010မှာ Klinsmann က6-9မှာထွက်သွားပြီးတော့6-10 အဲ့ဒီ2010ကနေစပြီးတော့2014အထိဘန်မန်နေဂျာသူ400တီပေါ့ဟုတ်ပါ400တီကစားတယ်အဲ့ဒီ400တီမှာတိုနီခရော့စ်ကကမ္ဘာအကောင်းဆုံးဆိုတဲ့တန်နာကိုရောက်လာပြီရောက်လာတယ်ဗောနော်ဟုတ်ကဲ့ပါရောက်လာပြီအဲ့ဒီ400တီအတွင်းမှာဘိုင်မန်နေဂျာနဲ့သူဖလား၈လုံးယူတယ်ဟုတ်ကဲ့ဖလား၈လုံးထဲမှာဘွန်နက်စ်လီကာတိုက်တယ်3ချိန်ပါတယ်ချန်ပီယံစ်လီဖလား2ချိန်ပါတယ်ချိန်ပါတယ်ဟုတ်ကဲ့နော်ပိုကယ်ရတယ်ပြီးတော့ကလပ်ကဘာဖလားရတယ်ဆိုတော့အောင်မြင်မှုတွေလည်းအများကြီးရပြီးတော့ အသင်းရဲ့ဒါဝင်ရိုးဖြစ်လာပြီအဓိကကစားသမားတအူးနေတဲ့ကစားခွင့်ရပြီ Yip Highness အရန်ကြိုက်တဲ့ကစားသမားတအူးအဖြစ်ဘိုင်မြူနစ်အသင်းရဲ့ဒီအဲ့ဒီအချိန်လုံးကသူကအာကွင်းလေတိုက်စစ်ကိုအဓိကပို့ပြီးတော့ဦးစားပြီးတော့ကစားဟုတ်ကဲ့ကွင်းလေတိုက်စစ်နဲ့တခါလေရလိုအပ်ချက်အရာဒီ central zone မှာ box to box ဆန်းဆန်းကစားရတာမျိုးရှိတယ်ဟုတ်ကဲ့ Donny Cruz ရဲ့ vision ကိုစပြီးတော့ဒီထိတွေ့ခွင့်ရပြီ ညီဆန်းခွင့်ရပြီ။ Tony Cruz ရဲ့ prime ကိုကျွန်တော်တို့က2014 World Cup မှာ Tony Cruz ကိုအကောင်းဆုံးပုံစံကိုကျွန်တော်စပြီးတော့မြင်လာပြီ။ပြီးတော့ Pep Guardiola ဒီ2013မှာဒီ Bayern Munich ကိုရောက်လာတယ်။ရောက်လာတဲ့အချိန်မှာ Guardiola ကအဲ့ဒီအချိန်ကပြောခဲ့တဲ့စကားက Guardiola ကတကယ်တော့ Barcelona ကနေလာတာ။ဟုတ်။ Barcelona မှာတကယ်ကွင်းလယ်မှာဆရာကြီးဆိုတဲ့သူတွေကြီးပဲ။ ဘာဒီသူသူထွက်လာတဲ့အသင်ဟာဒါပေမဲ့ကွာဒီယိုလာအဲ့ချိန်တုန်းကပြောခဲ့တဲ့စကားထဲမှာတကယ် perfect player perfect midfielder သူကင်တွယ်ခဲ့ဘူးသူမြတ်ကွင်းလက်လူတွေထဲမှာအကောင်းဆုံးတွေကတအူးဆိုလိုတာကဒီ Tony Cross ကိုရှာပြီးလို့တန်မျိုးဘန်ဒီကွာဒီယိုလာကသတ်မှတ်တယ်ဟုတ်ကဲ့ပါဒါပေမဲ့ကွာဒီယိုလာကဘလောက်ပဲကြိုက်ကြိုက်ပြဿနာကဘိုင်မြူနစ်နဲ့သူနဲ့ကအဲ့ဒီအချိန်မှာ ဟိုဘာဖြစ်နေပြီလဲဆိုတော့စာချုပ်ပြဿနာဖြစ်နေစာချုပ်ပြဿနာဟုတ်ကဲ့ပါတော့ Queen ထဲမှာ performance ကကောင်းတယ်ဒါပေမဲ့ Queen ပြင်မှာစာချုပ်က Tony Cruz ရဲ့လာတာက Olympus Romanegi ဒါဒီဘိုင်ရဲ့ကန်တော်နေပါပဲဟုတ်ကဲ့ပါဒါပေမဲ့ Cruz နဲ့ပတ်သက်ရင်ဘာကြောင့်မှမသိဘူးဟုတ်တယ်နော်သူတို့ကစဉ်းစားလို့မရဘူးနှိမ်ထားကျင်တယ်သဘောမှာရှိဟုတ်တယ်ဗော Cruz ကိုပေးတဲ့နှုံးထားကအင်မတန်နဲတယ်ဆိုတော့ Tony Cruz က Thomas Muller Mario Gotti လို့မဟုတ်ရင်တော့မှ Thomas Muller လို့တော့သူရကျင်တယ် ပွဲထောက်ကလည်းသူအများကြီးရနေတာဟုတ်ကဲ့ဒါပေမဲ့ Olihonas နဲ့ဒီဟိုဟာနဲ့က Romanic နဲ့က Tony Cruz ကို Honas ဆိုတော့ဆိုဆိုပဲမင်းအလောက်မတန်ဘူးအဲ့လိုပြောတာဟုတ်တယ် Tony Cruz လာတာတိုးတောင်းတဲ့အချိန်မှာသူတိုးတောင်းတဲ့နှုံးကအမြင့်ဆုံးနှုံးမဟုတ်ဘူးတင်းတင်းလျောက်ပဲတဲ့နှုံးဘယ်လောက်လဲတော့မသိဘူးပေါ့နော်ဘယ်လောက်လဲမသိဘူးဆိုတော့ကျွန်တော်အထင်တော့အဲ့အချိန်မှာတော့9000လောက်လာမသိတောင်းတာတခြားကျွန်တော်မှတ်မိဘူးဒါပေမဲ့အဲ့မင်း အဆင်အဲ့လောက်မရှိဘူးဆိုတော့သူပြောတယ်ပြောပြီးတော့အဲ့ဒီနှစ်မှာပဲဒီအသင်းမှာလည်းဒီဘာစလိုနာကတီယဂိုအယ်ကန်တာရာကရောက်လာပြီဟုတ်ကဲ့အယ်ကန်တာရာကိုလည်းအသင်းအနာကဖြစ်သူတို့ကမြင်ပြီခရော့စ်ကထွက်ပြန်လဲထွက်လို့ရပါတယ်ကွာဆိုအမြင်ရလဲရှိတယ်ရှိတဲ့အခါကျတော့အဘန်မန်ဂျာကဒီတိုနီခရော့စ်ကိုဘယ်လိုကောင်းမလဲနည်းနည်းလေးချောင်းထိုးကျင်လာတယ်အချောင်းထိုးကျင်လာတဲ့အတွက်တိုနီခရော့စ်ကလည်းအဲ့ဒီအချိန်မှာသူနည်းနည်းစိတ်ထက်ကကြာနေပြီဟုတ်ကဲ့နောက်ဆုံးသူအသင်းပြောင်းကျင်လာတယ်ပေါ့နော်အဲ့အဲ့ကာလမှာ ဖပ်ကွာဒီယိုလာရောက်လာတာကွာဒီယိုလာကသူ့ကိုဘလို့ပဲကြိုက်သည်ဖြစ်စေအသင်းနဲ့သူနဲ့အဆင်မပြေဘူးမပြေတဲ့အချိန်မှာနောက်ဆုံးဒီဘိုင်မြူနစ်ကိုသွန်ခွာပြီးတော့ရယ်မက်ဒရစ်ကိုပြောင်းဖို့ဖြစ်လာတာအဲ့ဘိုင်မြူနစ်မှာသူကစားခဲ့တဲ့ကာလာတစ်ချောင်းလုံးအဲ့လေးနှစ်လုံးမှာတိုနီခရော့စ်ကအသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတအူးဖြစ်ခဲ့တယ်ဘသူနဲ့တွဲတွဲမီရိုစလော့ဖ်ကလိုစေးကစပြီးတော့ဟိုသူနဲ့တွဲသမားအကောင်လုံးကသူ့ကိုသဘောကျတယ်အသင်းဖော်တွေသူ့ကိုချစ်တယ်ပရိသတ်တွေကိုသူ့ကိုချစ်တယ်သူ့ကိုမချစ်တာဥက္ကဋ္ဌနဲ့ဇီယိုပဲရှိတယ်အဲ့ဒီအိုလီဟိုနပ်စ်နဲ့ ိုလီဟိုနက်စ်ကအဲ့ဒီအချိန်မှာအင်မတန်ကောင်းပါတာအိုလီဟိုနက်စ်ကလည်းနောက်ဆုံးဒီဒီဘိုင်းမြူနစ်ကတကယ်တမ်းကျတော့ဟိုကမ္ဘာကျော်ကမ္ပဏီကြီး၃ခုပေါင်းထားတဲ့အသင်းဟုတ်ကဲ့ပါဒီ Mercedes တို့ပြီးတော့ဒီ Adidas တို့ဆိုတော့ဒီပြီးတော့ဒီဒီ Alliance ပေါ့နော် Devolve Volvo Accord သူတို့သူတို့ပေါင်းဆက်ထားတဲ့အသင်းအဲ့လူတွေကအစ Olihonas ကိုနောက်ဆုံးအသင်းမှာဆက်ထားလို့မရတော့ဘူး Anya ရှိတယ်လို့မြင်တဲ့အထိဖြစ်လာတာဟုတ် ခတ်တာသူအောင်မြင်မှုတွေလည်းရတယ်သူရဲ့အောင်မြင်မှုတွေကလည်းအကြီးကြီးပဲသို့တော်သူကောင်းမာတာတွေပြီးတော့ဂျာမန်ဝန်ကြီးချုပ်မာကယ်နဲ့ကြံစည်နာတက်တာတွေထောင်ကြတာတွေအဲ့ကိစ္စတွေကလည်းဒီရှုပ်နေတာတိုနီခရော့စ်နဲ့အဲ့ဟိုနက်စ်နဲ့ကလုံးဝအဆင်မပြေဘူးဟုတ်ကဲ့မပြေတဲ့အခါကျတော့ဟိုခရော့စ်ရဲ့အဖေကသူခရော့စ်အဖေနာမည်ကျွန်တော်မေ့နေတယ်ဟုတ်ကဲ့ရော်နာခရော့စ်ဆိုလားမသိဘူးဘာခရော့စ်တဲ့မသိဟုတ်ကဲ့ပြောင်းတော့တဲ့အဲ့လိုပြောတာပြောတဲ့ချိန်ကျတော့အတင်းပြောင်းမှုဖြစ်လာတယ်အဲ့ဒီချိန်မှာတယောက်ကန်တာရာက ဒီဘိုင်းမြူနစ်ကမှာကစားနေပြီခြေစွမ်းကလည်းပြနေပြီနော်ဟာမတ်ရိုဒရီဂတ်စ်ဟာမတ်ရိုဒရီဂတ်စ်နော်ရိုဒရီဂတ်စ်ဘိုင်းမြူနစ်စေးကြီးပြေးပြီးတော့ရောက်လာအဲရိုဒရီဂတ်စ်အဲရိုဒရီဂတ်စ်ကနောက်မှရောက်လာနောက်မှရောက်တာကိုအလွန်ဆိုရောက်လာတာဟုတ်ကဲ့ကိုအလွန်ဆိုကလည်းဟုတ်ရယ်မက်ဒရစ်မှာအမှဒီ2013အထိကစားပြီးတော့2014မှာဟုတ်ဒီဘိုင်းမြူနစ်ကိုရောက်လာအဲ့ဒီမှာဒီအလွန်ဆိုနဲ့ဒီခရော့စ်နဲ့ကဘလို့ခေါ်မလဲဆိုတော့သူက short D တော့မဟုတ်ပြင်မဲ့တကယ်တော့အဲ့လိုပဲဖြစ်ခဲ့တာပဲဟုတ်ကဲ့ဒါပေမဲ့ဘလောက်ထိ ဘိုင်မင်းကနင်နာသွားလဲဆိုတော့အလွန်ဆိုကဘိုင်ယန်ကိုရောက်လာပြီးတော့တုံးနဲ့အကြာမှာဟုတ်ကစားသမားဘောက်ကအနားယူတယ်နေဝင်ချင်းကိုရောက်နေပြီဟုတ်ကဲ့ cross ကကြတော့ထိုးတက်မဲ့ဒီလူငယ်တူဟုတ်တယ် Real Madrid မှာဆယ်ရာသီတောင်ကစားသွားတယ်ဟုတ်တယ်ဒါပေမဲ့ကျောင်းဆွေဂျေးအနေနဲ့ကြတော့ဘိုင်မင်းကပေါင်း6တန်းတောင်အရှုံးပေါ်သေးတယ်ဟုတ် cross ကိုသူတို့24တန်းနဲ့သူတို့ရောင်းလိုက်ရတာဟုတ်အလုံးစုံကိုသူတို့ခေါ်တော့တန်း30ပေးလိုက်ရတယ်။အဲ့တော့ဘီလ်ကအဲ့တော့ဂျာမန်သတင်းစာဘီလ်က ဒီ still of the century ဆိုပြီးတော့ကောင်းစင်တက်တယ်။အော်။ရာစုနှစ်အတွင်းအကြီးမားဆုံးခိုးယူမှုဆိုပြီးတော့ Real Madrid ဟာ Toni Kroos ကိုအဲ့လောက်တက်တာတဲ့စီးနဲ့အဲ့ချိန်အမှန်တော့များတော့များပါတယ်။သို့တော့ပြဿနာပေါင်းဆုံးစာချုပ်တက်တာနဲ့တစ်နှစ်ပဲကြံတော့တာ။အဲ့တော့အလွတ်ကြောင်းရွှေ့ကြီးနဲ့ထွက်ခွာခွင့်ပေးရမယ့်အတူတူတော့သူတို့ရောင်းလိုက်တယ်ပေါ့နော်။ပြီးတော့အတင်းမှလည်းသူစက်မထားကြတော့ဒီ Thiago Alcantara, Xavi Alonso ဒါသူတို့ဆက်သွားမယ့်ပုံစံ။ဟုတ်ကဲ့။ဆိုတဲ့အခါကျတော့ဒီ ခရော့စ်ကအဲ့လိုနဲ့ရယ်မက်ဒရစ်ကိုရောက်သွားတယ်။ဘာဂွာဒီယိုလာနဲ့ဂွာဒီယိုလာအရန်ကြိုက်ပြီးတော့သူအများကြီးသုံးခွင့်မရလိုက်ဘူး။ဟုတ်ပါတယ်။ကျွန်တော်လေးလေးလည်းနှမျောဖို့ကောင်းပါတယ်။ကျွန်တော်ဆိုတာအန်အသင်းလိုလည်းမစိုးဘောလေ။ဒီ2014မှာအခုပြောသလိုပဲသူရဲ့ prime time ရောက်တယ်။ကမ္ဘာဖလားမှာဒါသူရဲ့အရေးပါမှုတွေအများကြီးပါပဲ။ဥပမာပြင်သစ်တဲ့ပွဲမျိုးတော့ပေါ်တူဂီနဲ့ပွဲတွေဘရာဇီးလ်နဲ့ပွဲဟုတ်တယ်ဘရာဇီးလ်နဲ့ပွဲဆိုရင်ဒီ9မိနစ်ပဲခြားတယ်24မိနစ်မှာတကူ26မိနစ်မှာတကူနောက်တော့အဲ့ခြားထဲမှာဒီ assist တွေပေးသွားတာလေဒါအများကြီးပဲ လိုအကောင်းဆုံးချီနေရောက်နေတဲ့ကစားမတစ်ယောက်ကိုဒီအခုပြောသလိုပဲဒီယူရို25တန်းပေါ့လေယူရို25တန်းအဲ့လောက်ဝင်းကျင်လေးနဲ့တန်း20ကျော်လောက်နဲ့ပဲရောင်းပြီးတော့မှအဲ့တစ်ချိန်ထဲမှာပဲရီယာဟာမတ်စ်လိုယူကိုခေါ်လိုက်တာယူရိုတန်း60လားမသိဘူးယူရိုတန်း60နဲ့ခေါ်ပြီးတော့ဒီမှာတိုလီကရုစ်နဲ့ရိုဒီဂန်နဲ့ဆိုရင်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါအများကြီးပေါ့နော်ခြေစွမ်းချင်းစမတ်ကြတဲ့ဘက်ကအများကြီးကွာတဲ့ဟာမှာဒါရီယာတော့တကယ်ကိုတန်တဲ့ကစားမဘိုင်ယန်ဘက်ကကြည့်မယ်ဆိုရင် တကယ်လည်းနှမျောဖို့ကောင်းတာပေါ့လေနောက်ဆုံးဒီရတဲ့ပြောင်းရွှေ့ခြင်းတော့အပြည့်ဝမရပါဘူးအခုပြောတာလည်းဒါဆက်ဆက်ပြီးပေါ့ခဏတော့ Hazard Store နဲ့ဒါ Bayern Munich တို့ကြားမှာဒီ Cruz ကိုငငယ်ရွယ်နဲ့ခေါ်တော့ငါကြတော့ဘယ်လိုပြောမလဲတော်လေးအခြေတင်ဖြစ်ခဲ့တဲ့ပြဿနာဘာမှသွားပြီးပေါ်လဲဆိုတော့ Real ကိုဒါ Bayern ရောင်းလို့ရတဲ့ဒီ percentage တွေကတချို့ဒါ Euro 6000လားဘယ်လောက်9000လားကျွန်တော်သိချင်လို့မရဘူးဒစိတ်တပိုင်းကို Hazard Store ကိုပြန်ပေးရဆိုတော့အဲ့ဒီလည်းချိုးချိုးဆိုကြတဲ့နဲ့ဒီအကူခဏတော့ပြောရတယ်ချင့်ချင်ပြီးစဉ်းစားလိုက်မယ်ဆိုရင် Hazard ကလည်း ေချာဘောက်ဒါဘယ်လိုပြောမလဲဒီတိုနီခရုစ်ရဲ့ပိုင်ဆိုင်မှုတချို့ rewrite ခုပေါ့အများကြီးအကြက်ကင်တာအများကြီးအကြက်ကင်တာတွေကျွန်တော်သွားပြီးတော့ဆက်ဆက်ပြီးစဉ်းစားမိတာပါအဲ့ဒီဂျာထဲမှာလည်းကျွန်တော်ဒါမန်ယူရောက်မလို့လဲဖြစ်သွားတယ်ရနော်ဒါလေးတွေကတော့ကျွန်တော်နောက်တစ်ပိုင်းမှာလေးပြောတာအခုပြောတာလည်းကျွန်တော်ဒါနိုင်ဘက်လောက်ရှိပြီဆိုတော့ဒီနောက်ထပ်ဒါ real ကစားသမားဘွားတွေဒီ Manchester United ကို ရောက်ဖို့ရှိပြီးတော့မှမရောက်သွားတဲ့အခြေအနေလေးတွေဒါလေးလည်းနောက်စီတမပြောတာပေါ့လေအခုလိုမျိုးဒါအခုပြည့်ပြည့်စုံစုံပြောပါတယ်သူပြတာငယ်ဘွားအကြောင်းနေဆိုရင်တုံတောင်ကျွန်တော်တို့ဒီအားစားဝါနာရှင်တွေတိတ်သတိမထားမိတဲ့အချက်တွေလည်းဒါအများကြီးပါပါတယ်အခုလိုမျိုးပြည့်ပြည့်စုံစုံပြောသွားပြီးတဲ့အတွက်ကိုယ်လည်းကျေးဇူးထူးတင်ရှိပါတယ်ကြီးစုအားပေးခဲ့ကြတဲ့စော်ကောပရိသတ်တဦးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ